ကျွန်တော်ကစားသမားတွေခေါ်ယူတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့က short term ပေါ့နော်ဒီယာယီအချိန်တစ်ခုအတွက်သာမဟုတ်ဘဲနဲ့တကယ်ကျွန်တော် long term အတွက်ကိုပဲအဓိကတက်ကထားပြီးတော့ခေါ်ယူသွားမှာဖြစ်တယ်ပေါ့နော်အားလုံးမင်္ဂလာပါဒါနဲ့လည်းမင်း YouTube channel တွေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့မတွေ့ရကြာပြီပေါ့နော်ကြာရင်မှကျွန်တော် ဆိုတော့ကျွန်တော်၄ရက်၄ရက်လောက်ကျွန်တော်ပျောက်သွားတဲ့အခြေအနေမျိုးပါဆိုတော့ဒီကြားထဲမှာတော့ကျွန်တော်မျိုးဆိုတော့ကျွန်တော်ခီးသွားနေရတယ်ပါတယ်ဆိုတော့ဗီဒီယိုလေးကျွန်တော်ဘာမှမလုပ်ဖြစ်ဘူးပေါ့နော်ဟိုအခုရက်ထဲမှာကျွန်တော်တို့ဒီပေါ့နော် brother လို့ဖြစ်လာတာမသိဘူးပြီးရတယ်ကျွန်တော်တို့ဒီ internet connection တွေကျတာပေါ့နော် wifi တွေရော data တွေရောအကုန်လုံးကျွန်တော်တို့ line တွေအသုံးကျနေတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့အဲဗီဒီယိုလုပ်ဖို့ကလည်းဘယ်လိုမှကျွန်တော်အဆင်မပြေဘူးပေါ့နော်ဆိုတော့ သတင်းတွေကလည်းကျွန်တော်တို့သိပြီးအများများသာသာကြောင်မရှိပါဘူးလက်ရှိကျွန်တော်တို့ဒီရထားတဲ့သတင်းတွေမှာဆိုလို့ရှိရင်တော့ဇန်နဝါရီ transfer window နဲ့ပတ်သက်ပြီးတော့ Fabrizio Romano ပြောထားတာရယ်ပြီးတော့ကျွန်တော်တို့ဒီ Ruben Amorim က Nottingham Forest နဲ့ပွဲပြီးကျွန်တော်တို့ဒီ interview မှာလာပြီးတော့သူပြောထားတာကျွန်တော်ရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ အဲဒီပတ်တော့ January Transport Window နဲ့ပတ်သက်ပြီးတော့ Fabrizio Romano ရဲ့ကြော်ပြောကြားချက်ထဲမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ဒီ Manchester United အနေနဲ့ကစားသမားအထွက်မှာဆိုလို့ရှိရင် Joshua Zirkzee ရဲ့ပြီးလို့ရှိရင် Kobbie Mainoo ရဲ့ကိုကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပြီးတော့သူတို့ကျွန်တော်အသင်းကနေထွက်သွားနိုင်ရေလုံးလုံးမရှိဘူးဆိုပြီးတော့ကျွန်တော်တို့အမခံထားတဲ့အချက်တွေကြောင့်ဘာမှရှိမနေဘူးပေါ့နော်ဆိုတော့ဒီကစားသမား၂ယောက်ကိုကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါဆိုတော့နောက်ထပ်ကျွန်တော်တို့ထူးခြားတဲ့အချက်ကတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင် Emery ရဲ့ press မှာပြောခဲ့တဲ့ဇန်နဝါရီ transfer window မှာအလုပ်လုပ်မဲ့ပုံစံနဲ့ပတ်သက်ပြီးရောပါဆိုတော့ ဒီ Jason Wade Coach တို့ပါလို့သူတို့ interview တွေလုပ်ထားတယ်သူတို့လက်ရှိကျောင်းကစားသမားခေါ်ယူရေး policy ကဘယ်လိုပုံစံမျိုးလဲပေါ့နော်ဆိုတော့ဒီကစားသမားခေါ်ယူတဲ့အခါမှာဆိုလို့ရှိရင်အခုလက်ရှိကျောင်း January transfer window ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နားလည်ထားမှာဒီ January မှာကျွန်တော်ခေါ်မယ်ဟေ့ဆိုလို့ရှိရင်ဒီမနော်ကျွန်တော်ဒီ long term ဆိုတော့ကျွန်တော် short term တွေများတယ်ပုံမှန်အဖြစ်ကျွန်တော်အသင်းတွေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်များသောအားဖြင့် January transfer မှာခေါ်လို့ရှိရင်အငှားအပြောင်းရွှေ့တွေကအများကြီးကျွန်တော်ဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ခေါ်မဲ့ အသိင်းရဲ့ဒီဘောနော်ကျွန်တော်ဒီအသုံးမလိုတဲ့ကစားသမားတွေပေါ့နော်လုံးဝမလိုတဲ့ကစားသမားတွေကိုကျွန်တော်တို့ခေါ်ယူလေးခေါ်ယူထားကျွန်တော်ရှိကြတယ်အငှားရည်နဲ့ကျွန်တော်ခေါ်တယ် okay ခြေသွန်းကောင်းတယ်ဆိုလို့ရှိရင်ဒီနောက်ရာသီမှာကျွန်တော်တို့စာချုပ်တက်ပေးတာမျိုးဒါမှမဟုတ်အပိသက်ဝယ်တာမျိုးဒီလိုပုံစံမျိုးကြီးကျွန်တော်တို့လုံးလေးလုံးထားကျွန်တော်ရှိတယ်ဆိုတော့ ဒါကကြောင့်ကျွန်တော် January transfer window ပေါ့နော်ဆိုတော့ကိုရီအနေနဲ့ကြာတော့ကိုရီအနေနဲ့ကြာတော့ဘယ်လိုပုံစံမျိုးကျွန်တော် transfer မျိုးကိုလုံဆောင်လဲပေါ့နော် Amrin ကကျွန်တော်အဲ့လိုမျိုးမေးခံတဲ့အခါမှာအဲသူအနေနဲ့ကျွန်တော်တို့ဒီပေါ့နော်အဲဒီကစားသမားတွေကိုဒီပေါ့နော်ခေါ်ယူတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော် January transfer window မှာကျွန်တော် အခွင့်အရေးရှိနေတဲ့ Windows ကကျွန်တော်တို့ဖွင့်နေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ကစားသမားအပြောင်းရွှေ့ကကျွန်တော်တို့ဖြစ်ကောင်းဖြစ်နိုင်တဲ့အခြေအနေမျိုးဆိုပြီးသူကပြောထားတယ်ဒီလိုပဲကျွန်တော်တို့ဒါပေမဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော် January Transfer Window ဖြစ်ပေအောင်တော့ကျွန်တော်တို့ကစားသမားတွေခေါ်ယူတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့က short term ပေါ့နော်ဒီယာယီအချိန်တစ်ခုအတွက်သာမဟုတ်ဘဲနဲ့တကယ်ကျွန်တော်တို့ long term အတွက်ကိုပဲအဓိကတက်ကထားပြီးတော့ခေါ်ယူသွားမှာဖြစ်တယ်ပေါ့နော်ပြောချင်တဲ့သဘောကတော့ကျွန်တော်တို့ဒီပေါ့နော်ဥပမာငါတို့ကကွေးလေလို့တယ်ဟေးကွေးလေဆိုလို့ရှိရင်ငါတို့ဘယ်ဘယ်အသင်းမှာဘယ်ကစားသမားရှိလဲရှိရဲ ဟာကိုခဏခေါ်လိုက်ကွာဆိုတဲ့ပုံစံမျိုးအငားနဲ့ကျွန်တော်ခေါ်ရသည်ကုန်ကြလို့ရှိရင်သူ့ club ကိုသူပြန်သွားဆိုတဲ့ပုံစံမျိုးတွေကိုဒီလက်ရှိကျွန်တော်ဒီ Emery တို့ Jason Wellcost တို့ကလုံးဝကျွန်တော်တို့သဘောမကျတဲ့အခြေအနေမျိုးပါဆိုတော့ကစားသမားတယောက်ကိုကျွန်တော်ခေါ်ယူမယ်ဆိုလို့ရှိရင်တော့လုံးဝ long term အတွက်ကိုပဲအဓိကကျွန်တော်တို့ခေါ်ယူသွားမယ်အခြေအနေမျိုးဆိုပြီးကျွန်တော်ပြောထားတာဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီ Emery ရဲ့ပြောတဲ့အထင်မှာဆိုလို့ရှိရင်ဒီ January မှာကျွန်တော်တို့ transfer window ရှိတာဖြစ်တဲ့ကြောင့်မလို့ ဘလုတ်လုတ်ဖို့ရှိတယ်ဆိုတဲ့ပုံစံမျိုးပြောသွားတာကတော်တော်လေးကြုံဝမ်းသာစရာဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အဲအသင်းရဲ့ကျွန်တော်အခြေအနေတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီအဲဒီ200ဒီလောက်မှာဒီ January မှာကျွန်တော် transfer လုပ်တာတော်တော်နည်း transfer လုပ်တာဆိုလို့ရှိရင်ကျွန်တော်ထင်တော့ပြီးခဲ့တဲ့ January မှာကျွန်တော် transfer ကပြောမယ်ဆိုအသင်းရဲ့ကစားသမားတွေအထွက်တွေတော်တော်လေးများတယ်။အဝင်ဆိုလို့ကျွန်တော်မမရေရ Patrick Dougou လောက်ပဲရှိမှထင်တယ်။ဒီကိုလီယွန်ကိုကျွန်တော် appointment ယူတယ်ပြီးတော့ကျွန်တော် Patrick Dougou ကိုလက်ရှိကနေကျွန်တော်ခေါ်တယ်ဒါပဲပေါ့နော်။ ပြီးခဲ့တဲ့နေ့ကကျွန်တော်အလုပ်တော့လုပ်တယ်ဒါပေမဲ့တိတာထင်ရှားတဲ့အကြောင်းအပြောင်းရှိမျိုးတွေကျွန်တော်လုပ်လုပ်ခဲ့တာမျိုးတွေမရှိဘူးခေါ့နော်ပြီးရကြရင်မှလူငယ်ကစားသမားပညာတွေခေါ်တဲ့ပုံစံမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ဒီလောက်ပဲ ိုတော့လက်ရှိကျွန်တော်တို့ဒီဇန်နဝါရီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအမ်ပြောရမယ်ဆိုလို့ရှိရင်တော့တကယ်ကျွန်တော်တို့ဒီဒီအသင်းကြီးအတွက်ပေါ့နော်အသင်းကြီးအတွက်ကျွန်တော် first line နဲ့ကစားသမားကိုမျှော်လင့်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဆိုတော့ကျွန်တော်တို့အသင်းမှာအခုလက်ရှိထွက်ဖို့ကတော့ main တို့အဲ Joshua 60တို့ကျွန်တော်အတန်နေထွက်နေတယ်ဆိုတော့60ဆိုလို့ရှိရင်လည်းကျွန်တော်အခုလက်ရှိဆိုလို့ရှိရင်ဒီ WhatsApp ကကျွန်တော်စိတ်ဝင်စားတယ်ပြီးတော့ကျွန်တော်တို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ full crew ကဒီလာမယ့်ဇန်နဝါရီမှာကျွန်တော်ထွက်မယ်ဆိုတော့ဒီတော့ကြောင့်မို့တို့ဒီဇန်နဝါရီမှာ တိုက်စစ်မှုတယောက်တရားပေါက်ကျော်ကျိုးမှန်းလိမ့်မယ်ဆိုတော့ဂျိုရှွာစစ်စီကဝက်ဆန်းရဲ့ပြစ်မှတ်ထင်မှာပါတယ်ဆိုတော့အဲ့ဒါအပြင်ကိုကျွန်တော်တို့ဒီရူမာအသင်းကလည်းဂျိုရှွာစစ်စီကိုစိတ်ဝင်စားနေတဲ့ခြေအနေမျိုးရှိတာဆိုတော့စစ်စီမှာကကျွန်တော် option တွေကျွန်တော်ရှိနေတယ်လက်ရှိသူလဲကျွန်တော်နေရာရတာမဟုတ်ဘူးဆိုတော့စစ်စီအသင်းကနေကျွန်တော်ထွက်ကောင်းထွက်သွားနိုင်တဲ့အခြေအနေမျိုးပါဒီလိုပဲကျွန်တော် copy menu လဲဒီတိုင်းပဲလက်ရှိကျွန်တော်တို့ဒီသူ့ကိုဘယ်အသင်းနေစိတ်ဝင်စားလဲဆိုတာတော့ကျွန်တော်ဖော်ပြထားခြင်းမရှိပါနဲ့အဲသူ့ကိုကျွန်တော်တို့ဒီအငှားနဲ့ခေါ်လို့ရနိုင်တယ်ဆိုလို့ရှိရင်စူးစမ်းမဲ့အသင်းတွေကလုံးဝကျွန်တော်အများကြီးဖြစ်နေပါတယ် ဆိုတော့ဒီချက်တွေကိုကျွန်တော် Amrin Blue ကင်တွင်မလဲဆိုတာကိုကျွန်တော်စောင့်ကြည့်ရမယ်ပေါ့เนาะဆိုတော့လက်ရှိကျွန်တော်အသင်းရဲ့အခြေအနေတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Casemiro အပေါ်မှာကျွန်တော်အများကြီးမိကိုထားရတယ်ဆိုတော့ဒီတော့ကျွန်တော် Casemiro နေမှာအစားထိုးဖို့အတွက်တကယ် quality ကစားသမားတစ်ယောက်ကျွန်တော်လိုနေတယ်လက်ရှိကျွန်တော်သတင်းထွက်တာဆိုလို့ရှိရင်ဘာလဲပါရဲ့ Elio Anderson ကျွန်တော်သတင်းထွက်တယ်ဆိုတော့ဒီနှစ်ယောက်စလုံးကလည်းရှားဖို့တော့တော်တော်ကိုကျွန်တော်ခဲရင်တဲ့အခြေအနေမှာကျွန်တော်ရှိတယ်ဆိုတော့အဲဒီဘာနော် ခွန်မဲကျွန်တော်အိမ်မှာခွန်မဲဟိတ်တယ်လို့ရှိရင်ကျွန်တော်တို့ crazy man ကြီးပေးမှသာရနိုင်မယ်အခြေအနေမျိုးမှာရှိတာဆိုတော့ဒီညဆုံးကတိတ်လွဲထဲမှာတော့မပါဘူးဆိုတော့ NSN ဆိုလဲအခုလက်ရှိကျွန်တော်သတင်းထွက်တာဆိုလို့ရှိရင်ကျွန်တော်ပေါင်တန်း100 နဲ့နော်200ချားဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်တင်းနေထွက်တာလေဘာလဲပါဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ဒါဒီပေါ့နော်ခေါ်ဖို့အတွက်ကြိုးပမ်းခဲ့တာမျိုးကြီးကျွန်တော်ရှိတယ် Brighton City ကိုကျွန်တော်တို့ဈေးမိတယ်။နော်ဈေးကကျွန်တော်တို့ Brighton ဘက်ကဈေးတောင်ထုတ်မပြောတဲ့အခြေအနေမျိုး။ဒါဒီ media တော်တော်များများမှာဆိုလို့ရှိရင်ပေါင်သန်း100တို့150တို့190တို့ဒီလိုမျိုးကြီးကျွန်တော်အမျိုးမျိုးဖော်ပြခဲ့တာဆိုတော့နေရာသလုံးအသေးချာပေါ့ကျွန်တော်တို့ဒီဈေးတက်တက်တက်တာနဲ့ရမယ်အခြေအနေမှာတော့ကျွန်တော်မရှိဘူးပေါ့နော်။ဆိုတော့ အဲလက်ရှိကျွန်တော်အသင်းနဲ့အကိုက်ညီဆုံး defensive midfielder ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ Elio Anderson ပိုကောင်းတယ်လို့ကျွန်တော်ထင်တယ်။လုံးဝကျွန်တော် all-rounder player ဖြစ်တဲ့အရန် versatile ဖြစ်တဲ့ player မျိုးဆိုတော့ဒီဘောနော်ပြီးတော့ကျွန်တော်ဒီအင်္ဂလန်နိုင်ငံသားလေးဖြစ်တာဆိုတော့အပူပြီးတော့ကျွန်တော်တို့ဒီအသင်းမှာပို့ပြီးတော့ကျွန်တော်တို့ဒီကိုက်ညီလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ဘာလဲဘာခုလက်ရှိရကျွန်တော်တို့တို့ကျွန်တော်ခြေစမ်းကြနေတယ်လို့ကျွန်တော်ပြောလို့ရတယ်သူက လက်ရှိကျွန်တော်ဘာလဲပါကဒီ Brighton ပွဲတွေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အရင်ကျွန်တော်တို့ဒီကောင်းတဲ့ performance ပြီးခဲ့တဲ့ရာသီက performance တွေကိုကျွန်တော်တို့တွေ့မနေရတဲ့အခြေအနေမျိုးပါလေဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ Emery ရဲ့ plan အရင်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တို့ကစားသမားတစ်ယောက်ကိုခေါ်ယူတဲ့နေရာမှာဒီခဏတစ်ဖြုတ်အတွက်ကျွန်တော်တို့အတိုင်းအတာတစ်ခုထိအတွက်ကျွန်တော်တို့ခေါ်ယူတာမျိုးမဟုတ်ဘဲနဲ့လုံးဝကျွန်တော်တို့ဒီရေရှည်အတွက်ကိုပဲကျွန်တော်ကြည့်ပြီးတော့ခေါ်ယူသွားမယ်ပုံစံမျိုးဆိုတော့အဲကျွန်တော်တို့မျှော်လင့်လို့ရတဲ့ဟာဒီကျွန်တော်ဗါလဲဆိုလို့ရှိရင် ဒီ data ပါလာကျွန်တော် first line နဲ့ပေါ့နော်ကျွန်တော်ဒီတကယ်အသိန်းကြီးအတွက်ကျွန်တော်ခေါ်မယ်ဟေ့ဆိုလို့ရှိရင်ဒီဘယ်လိုပြောရမလဲ potential ရှိတဲ့လူငယ်တွေဆိုတာဒါတကယ်ကျွန်တော် proven ဖြစ်တဲ့ကစားသမားမျိုးတွေကိုကျွန်တော်မျှော်လင့်လို့ရတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ NSN တို့ပြီးလို့ရှိရင်ကျွန်တော်ဒီဘာလဲဘာလို့ကိုကျွန်တော်မျှော်လင့်လို့ရတဲ့အခြေအနေမျိုးရှိတယ်ဆိုကျွန်တော်တို့ယူဆလို့ရပါတယ် တစ်ချိန်တည်းမှာပဲကျွန်တော်တို့အသင်းကနေထွက်သွားနိုင်ခြင်းရှိတဲ့ကစားသမားတွေလည်းကျွန်တော်ရှိနေပါတယ်။ကိုဗီမိန်းလူတို့ရဲ့ကျွန်တော်အနာဂတ်တွေဘယ်လိုဖြစ်လာမလဲကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်။ဒီလိုပဲကျွန်တော်အသင်းမှာနေရမရတဲ့ဂျိုရှူအာ60တို့ရဲ့အနာဂတ်တွေဘယ်လိုပုံစံဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်ရမယ်။အခြေအနေမျိုးပါ။ဆိုတော့ဒါကတော့လက်ရှိရထားတဲ့ကျွန်တော်တည်င်းမှာကြားရမှာအများပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီချန်ပီယံလိပွဲတွေဘာတွေနဲ့ကျွန်တော်လည်းအဲဒီဘယ်တော့ကျွန်တော်တို့ဒီ တို့မှာကျွန်တော် tips channel ရှိရမလားအဲ့အဲ့မှာကျွန်တော်တို့တောက်လျှောက်ကျွန်တော် run on run နေဒါပေမဲ့ကျွန်တော် video ကလုံးဝမတင်ပြတာဆရာသမားတွေဘလို့မှာကျွန်တော်အဆင်မပြေဘူးကျွန်တော်ကွန်လည်းအဲဒီရက်ထဲမှာခီးသွားတာပါတယ်နေမကောင်းတာပါတယ် line တွေကလုံးဝအဆင်မပြေရပါတယ်ဆိုတော့ဒီလိုပုံစံမျိုးဖြစ်သွားရင်တော့ကြောင့်မလို့ video နဲ့ကျဲသွားရင် sorry ပါဆိုတော့အဲဒီနေ့ကစပြီးတော့ကျွန်တော်ပုံမှန် video တွေကျွန်တော်ပြင်တင်ပါမယ်မနေ့ပြန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအဲဒီ spa နဲ့ပွဲပေါ့နော်လာမယ့် weekend မှာကစားမယ် spa နဲ့ပွဲတော့ ပွဲချုပ်သံသရာကျွန်တော်လုံသွားအောင်ပါဆိုတော့နောက်ထပ်ကျွန်တော် press conference video တွေအားလုံးပြောလာဖို့ရှိပါတယ်ဆိုတော့ဆောင်ကြည့်ပေးကြပါဦးကြည့်ရှုအားပေးညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe မဲ့ဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြပါဦးအားလုံးကို request လုပ်ပါကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ